ပရိသတ်တို့တနခါဝလည်းငူကြောင်းပါပါနော်တနခါဝအဓိကအဖြစ်မင်းကလေးတွေပဲလည်းငကြတယ်ဆိုပြီးတော့မှမယူထားတယ်ပေါ့နော်တကယ်တမ်းလည်းကြည့်မယ်ဆိုရင်ယောက်ျားလေးတွေမလိန်တလောက်ပါပဲဒါပေမဲ့80ရာခိုင်နှုန်းတော့လည်းငူကြမယ်လို့ပဲထင်တယ် ဘာကြောင့်လဲကျွန်တော်ငယ်ဘွားကိုသွားကြည့်မယ်ဆိုရင်အเจ้าမသွားခင်အမေတွေပဲဖြစ်ဖြစ်အမတွေပဲဖြစ်ဖြစ်ဘုပ်ကလေးတွေကွက်ပြီးတော့မှလိမ်ပြီးကြတာပဲမဟုတ်လားဗကံမြို့မှာရှိတဲ့အပယ်ရနာဖခင်ဆက်တရာစုနှစ်မှာစပြီးတော့မှတိဆောက်ခံဒီအပယ်ရနာဖခင်ရဲ့အထင်းမှာကြည့်မယ်ဆိုရင်တဏ္ဍခါနဲ့ပတ်သက်ပြီးတော့မှဗကြီးကလေးအများကြီးတွေ့ရတယ်ပေါ့နော်ဒီဗကြီးကလေးကိုကြည့်ကြရင်ဖြစ်ဒူရီတော်တော်များများတဏ္ဍခါကိုဆက်တရာစုနှစ်ကလေးစပြီးတော့မှအုံပြုခဲ့ကြတယ်ဆိုပြီးတော့မှမဲ့ရထားကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီချက်နှစ်တစ်ထောင်ပိုဆိုးပြီးတော့မှအုံပြုခဲ့ကြတယ်ဆိုတဲ့တသက်တစ်ခုရှိပါသေးတယ်တိရာစုဘယူခိဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တမိုင်းငယ်ငယ်တော့တင်မှုကြမယ်လို့ပဲထင်တယ် ဒီကိကိုရေးထားတဲ့စာအုပ်နှစ်အုပ်ရှိတယ်ပထမစာအုပ်တော့ကြာမဟာယာသုံးစာအုပ်ဒီစာအုပ်က1924ခုနှစ်မှာရေးထားခဲ့တာပေါ့နော်ဒုတိယစာအုပ်ကျတော့ဗုဒ္ဓဝင်စာအုပ် ဒီစာအုပ်ကတော့1829ခုနှစ်မှာရေးထားခဲ့တာပေါ့နော်ဒီစာအုပ်တွေကစာတန်းတွေထဲမှာတနခါခဲလိန်ထားတဲ့မင်းနဖြူစင်သူမဆိုတဲ့စာတန်းလေးပါတယ်ဒီစာတန်းလေးကိုကြည့်ကြမယ်ကျွန်တော်တို့ကတိရစုနှစ်ကလေးကတနခါကိုစပြီးတော့မှလိန်ငယ်ကြတယ်ဆိုပြီးတော့မှသတ်မှတ်ရမှာပါအခုက23ရစုတိရစု23ရစုဂျားထဲမှာကြည့်မယ်ဆိုရင်နှစ်ပေါင်း2000တရာဝန်းကျင်ကလေးကတနခါကိုစပြီးတော့မှလိန်ငယ်ကြတာပေါ့နော်ကျွန်တော်မြို့ကြီးထဲမှာဒါတနခါလိန်ကတိမ်မတွေ့ရတာပါနော်အညာဘက်မှာသွားကြည့်မယ်ဆိုရင်လူကြီးတွေကိုကြောတာပဲဖြစ်ဖြစ် ဖျားကတ်တာပဲဖြစ်ဖြစ်ကျွန်တော်တနခေါ့ကိုတမိုးကြီးအလကုံတစ်ခုအနေနဲ့အခုချိန်ထိတတ်မှတ်နေကြဆဲပါပဲကျွန်တော်အများဆုံးကြည့်မယ်ဆိုရင်လေတော့ထဲမှာကော့ဆိုက်ဖို့မသွားခင်မင်းကလေးတော်တော်များများတနခေါ့ကိုလိန်ပြီးတော့မှသွားကြတယ်။ဘာကြောင့်လဲတနခေါ့မှာမိုင်းမဆင်းဆိုတဲ့ခန်းလုံရောင်ကြီးကိုကာကွယ်ပေးနိုင်တဲ့ဂုံတက်တိရှိတယ်။ပြန်တော့တစ်ခုကျကိုယ်မရင်းဆိုတဲ့ဂုံတက်တိတစ်ခုရှိတယ်။ဒီထဲမှာအီဘရောက်ကိုအေးစေတယ်ပေါ့နော်။ကျွန်တော်လိန်လိုက်ပြီဆိုရင်ကျွန်တော်လိန်ပြီးပြီးချင်းကျွန်တော်ဆိုင်ကနေပေါ်မယ်ဆိုရင်နေတိုက်ရင်တော့အေးနေတယ်အဲ့ဒီဂုံတက်တိတစ်ခုရှိတယ်။ နောက်တစ်ခုကကျတော့သူကရောင်ရမ်းခြင်းတွေကိုလည်းတတ်တာလေပေါ့နော်သူတို့ကြောင်လာတော့ပါလို့ဆိုလည်းရင်လည်းတတ်တာလေဒါကြောင့်တနခါမှဒီလိုကောင်းတဲ့အချိုးကျစုတွေအများကြီးရှိတယ်ပေါ့နော်။တောင်နိုင်ငံသားတွေတော်တော်များများလက်ခံထားကြတယ်နော်။ကျွန်တော်ဗကံမှာကြည့်မယ်ဆိုရင်လည်းနိုင်ငံသားတော်တော်များများမြင်လာပုံမှာတနခါလိန်ထားတာကိုတွေ့ရတယ်။ဒါကြောင့်တနခါကျွန်တော်မြန်မာနိုင်ငံမှာနစ်ပေါင်းနှစ်ထောင်ကျော်ကလေးကအမှုပညာနဲ့တဘောကအလောက်ထိမ့်သိမ်းလာတဲ့မြမအမွေနဲ့တခုပါ။တနခါဆိုင်တာကိုမြန်မာနိုင်ငံမှာပူပြင်းချောက်တဲ့နေရာတွေမှာတော်တော်များများတွေ့ရတယ်။ကျွန်တော်မြန်မာနိုင်ငံမှာအဓိကတနခါဆိုင်တဲ့မြို့ကိုကြည့်မယ်ဆိုရင်အရာတော်မြို့ဒီမြို့ကမန္တလေးမြို့နဲ့တိတ်မွေးပါဘူး။ဒီမြို့မှာတနခါဆိုင်ခေ င်းရဲ့ဧကပေါင်းတသိန်းကျော်လောက်ရှိတယ်။တခြားနှုတ်တွေကိုကြည့်မစင်ပခုတ်ကူရေစကြိုမြိုင်ရွှေဘိုဥတလင်ရင်းမပင်မုံရွာမင်းမှုပေါ့ဒီမျိုးတွေအားလုံးမှာရှိတဲ့တနခါစိုက်ခင်းရဲ့ဧကစုစုပေါင်းတွက်ကြည့်မယ်ဆိုရင်3သိန်းကျော်လောက်ကိုရှိတယ်။ဒါပေမဲ့တော်တော်များများတော့ပြေးပြေးမှလိန်တော့ပူပြီးတော့မှကြိုက်ကြပါတယ်။ဒါပေမဲ့မြို့ကြီးတွေမှာကြည့်မယ်ဆိုရင်လည်းကိုလိုသူ့လိုမအားတဲ့လူတွေကတော့ကျွန်တော်ဘူးလေးတွေနဲ့လာတဲ့တနခါတွေပို့ပြီးတော့သုံးတာများတယ်။ဒါပေမဲ့ WHO ကတော့တနခါကိုမတန်းတင်သဘောကအလောက်ကုန်တစ်ခုအနေနဲ့သတ်မှတ်ဖို့အတွက်ခက်နေတယ်ပေါ့နော်။သူ့မှာလည်းတချို့အကျိုးအကြောင်းတွေရှိလို့ပဲဖြစ်မှာပါ။